ိုယ့်ရဲ့စိတ်ထဲမှာမုန်းတဲ့လူရှိများရှိသလားလို့လိုက်ကြည့်ဘယ်သူ့ပေါ်မှာမမုန်းရနောက်ဆုံးမှာကိုယ်လာလာကြိုက်တဲ့ခြင်ကလေးတွေရဲ့တောင်းကစပြီးတော့မုန်းတယ်ဆိုရင်စိတ်မရှိဘူးပေါ့နော်အားလုံးပေါ်မှာမုန်းခြင်းဆိုတာကင်းမဲ့သွားတဲ့သဘောတရားလေးကိုမေတ္တာလို့ခေါ်တာပဲအဲ့ဒီလိုအမုန်းတရားကင်းစင်အောင်မိမိရဲ့တဏ္ဍာမှာမေတ္တာဆိုတာကိုကြိုးစားအထုတ်ဖို့လိုအပ်တယ်တဲ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားကိုကိုယ့်ရဲ့ ရှင်နဲ့နှလုံးထဲမှာတွေးအောင်ရှာပြီဆိုလို့ရှင်ဘလို့တွေးအောင်ရှာမလဲမေတ္တာရဲ့မေတ္တာဖြစ်မှုမဖြစ်မှုသိအောင်သူ့မှာသင်္ကေတလေးတွေရှိတယ်ဆိုင်းရှိတယ်ပေါ့ characteristic လို့ခေါ်တယ်ဒီတွင်ပြင်လက္ခဏာလေးတစ်ခုရှိအဲ့ဒါကပါလဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့စိတ်သဘောထားလေးဖြစ်လာတာဒါမေတ္တာဖြစ်တယ်လို့ခေါ်တာ ဥပမာပဲဘသူပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှင်ဩသူအကျိုးလိုလာတဲ့စိတ်လေးဖြင့်ဓမ္မတာပဲဟိုသဗ္ဗေတ္တာအဝိရာဟောတုလို့မေတ္တာပို့နေမှာမဟုတ်ဘူးသူကဘယ်သူပဲဖြစ်ဖြစ်ကိုလိုဘောခိုင်မဲ့ခြင်းဩသူကောင်းကျိုးချမ်းသာတွေရပါစေဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တည်းပြိုင်နဲ့အဲ့ဒါမေတ္တာဖြစ်သွားပြီလို့ပြောတာပဲမေတ္တာဟာအဲ့ဒီအချိန်မှာဖြစ်သွားတာအဲ့ဒီဖြစ်သွားတဲ့မေတ္တာကို develop ဖြစ်အောင်ကိုကလုပ်ပေးတာပဲမေတ္တာပွားတယ်ဆိုတော့ d e v e l o ဖြစ်အောင်လုပ်ပေးတာအဲ့ဒီစိတ်ဓာတ်မျိုးအချိန်ချင်းဖြစ်အောင်လုပ်ပေးတယ်ပေါ့တခါတရံနေဖြစ်တယ်ဆိုလို့ရှိရင်စွမ်းအားမရှိအချိန်ချင်းဖြစ်ပြီဆိုရင်စွမ်းအားတွေတက်လာတယ်အဲ့ဒီစွမ်းအားတက်လာအောင်လေ့ကျင့်ပေးတာမေတ္တာဘာဝနာလို့ပြောတာအဲ့တော့ဟိတာကာရပဝတိလက္ခဏာမေတ္တာဟိတာဆိုတာဘယ်သူဖြစ်ဖြစ်ခြေကောင်းနေကောင်းနေဖြစ်ပါစေကျိုးစီးပွားကိုလိုလားတဲ့စိတ်အနေထားမျိုးတွေကိုယ့်ရဲ့နှလုံးထဲမှာစိတ်ထဲမှာ အတွေးထဲမှာပေါ်လာပြီတတ္တဝါတွေကိုအာယုံပြုကိုယ့်ရဲ့ပေါင်းခြင်းကိုကြည့်ပြီးတော့ကျိုးစီးပွားလိုလားတဲ့စိတ်ကလေးပေါ်လာတယ်ဆိုတာဒါမေတ္တာရဲ့သင်္ကေတပဲပေါ့အဲ့ဒီမေတ္တာရဲ့ဆောင်ရွက်မှုကဘယ်လိုဟာတော့ဆိုရင်အဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာသည့်အတွက်ကြောင့်သူ့ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်စေဖို့ရာအတွက်နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းဆိုတာဖြစ်လာတယ်။နော်အဲ့ဒါမေတ္တာရဲ့ဆောင်ရွက်မှုလို့ဒီလိုဆိုလိုတာပေါ့။ မေတ္တာရဲ့ဆောင်ရွက်မှုမေတ္တာရှိလာပြီဆိုလို့ရှိရင်တနည်းနည်းနဲ့အကူအညီတစ်ခုတော့ဖြစ်လာတာပဲပေါ့အကူအညီပေးလာတဲ့သဘောအဲ့ဒါကိုဟိတုပတန်ဟာရကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာအောင်အခြေအနေကောင်းလေးတွေကို ဖန်တီးပေးနိုင်တဲ့ကိစ္စစွန့်ရည်တတိဆောင်ရွက်မှုမျိုးလေးတွေပေါ်လာတယ်တဲ့ဟောအဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်လာပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်လာပြီး ဒီမေတ္တာရဲ့သဘောတရားအသွင်တန်တန်ကဘယ်လိုထင်းထင်းလာသလဲလို့ဆိုလို့ရှင်အာဂါတဝိနယပစ္စုပ္ပတ္ထာအမုံမရှိတော့နှလုံးသားထဲမှာဘယ်လိုတွေးကြည့်ကြည့်ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးမုံတာဆိုတာမရှိဘူးအလိုမကျတာဆိုတာမရှိဘူးအဲ့ဒီအလိုမကျမှုမုံတီးမှုပျောက်ခင်းသွားခြင်းဟာသူ့ရဲ့အသွင်တရားမယ်ပေါ့ဒီလိုဆိုလို့ရတယ်ဒါပြင်ဒီမေတ္တာဆိုတာကိုယ်တဏ္ဍာမှာဖြစ်အောင် ဘယ်လိုအကြောင်းတရားနဲ့မှဖြစ်အောင်လုပ်အောင်မဖြစ်သေးတဲ့မေတ္တာကိုဖြစ်အောင်ကြိုးစားဖို့ဆိုရင်ဘယ်လိုကြိုးစားရမလဲလို့ဆိုရင်တတဏ္ဏမနာပဘာဝဒသနာပဋ္ဌာနာတဲ့အနိကဆုံးအကြောင်းကတော့ဒီကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါအလုံးပေါ်မှာနှစ်သက်စရာအခြေအနေတစ်ခုဆင်ញင်တွေးတောခြင်းဖြစ်လာရင်မေတ္တာထားလို့ရမယ်ပေါ့ဆိုလိုတာက ကောင်းခွက်ကိုရှာမေတ္တာကိုပွားပေါ့အပြစ်ကိုမကြည့်နဲ့အပြစ်ကြည့်ရင်မေတ္တာထားလို့မရဘူးအဲ့တော့အပြစ်ကိုမရှာနဲ့ကောင်းတာလေးပဲရှာဒါမို့ကောင်းခွက်ကိုရှာမေတ္တာကိုပွားလို့ဒီလိုပြောလို့ရှိကြတယ်ကောင်းတဲ့အချိန်လေးတစ်ခုကိုကြည့်ပြီးတော့မေတ္တာပွားပါရှင်းတော့ကပန္နကုသင်္ကန်းရှာတဲ့ယဟန်နေဟာအမိုက်ပုံတွေကအဝတ်တွေကိုတွေ့ရင် ကောက်ပြီးတော့ချိန် ကြည့်လိုက်တဲ့အခါမှာဆွဲကြည့်တဲ့အခါကြည့်နေတယ်ဆိုတဲ့ဟာကိုမယူပဲနဲ့နည်းနည်းမာတဲ့ဟာကိုဆွဲပြီးတော့မာတဲ့အပိုင်းလေးကို ဆုပ်ပြီးတော့ယူသွားပန်းတကူသင်္ကန်းရှာတယ်လောကမှာရေစားလာတဲ့ခီးသွားတယောက်ရေအိုင်တစ်ခုကိုတွေ့တယ်အဲ့ဒီရေအိုင်ပေါ်မှာဒီမော်သေးတွေမော်ညင်းတွေဟာအပေါ်ကလွှမ်းနေတယ်ရေကလည်းအမတမ်းငတ်နေတယ်ရေတောက်ချင်တယ်ဆိုရင် အဲ့ဒီမော်လေးတွေကိုဖယ်ပြီးတော့လက်ခုပ်နဲ့ရေကိုယူပြီးတော့တောက်တယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ကအားလုံးကိုယ့်ရဲ့ပဝန်းကျင်မှာရှိတဲ့တတ္တဝါတွေဆိုအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်လူတွေကအကောင်းနဲ့အဆိုးဆိုတာရောနေတာအဲ့တော့ရောနေတဲ့ထဲမှာအဆိုးတွေကိုဖယ်ထားလိုက် အကောင်းလေးကိုကြည့်ပြီးတော့မေတ္တာဖြည့်အောင်ကြိုးစားပါလို့ဆိုလိုတယ်ကိုယ့်ရဲ့နှလုံးထဲကသူများရဲ့အပြစ်ကိုမကြည့်နဲ့ ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီဘယ်နေရာဖြင့်သူကောင်းတာပဲဆိုတာကောင်းတာလေးကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့ယင်တဲ့နှလုံးသားထဲမှာအမုန်းတရားမပွားအောင်မေတ္တာထားနိုင်အောင်ကြိုးစားပါလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မေတ္တာကိုစပြီးတော့တိဆောက်ပြီးဆိုလို့ရှိရင်အကောင်းကိုပဲကြည့်ပြီးပွားအဆိုးကြည့်လို့ရှိရင်မေတ္တာထားဖို့ခက်တယ်တဲ့ဒီလိုဆိုလိုတာနော်အဲ့တော့ဟောမေတ္တာတရားထားပြီးတော့ကြိုးစားအထောက်ချင်းဟာ ီမေတ္တာတရားနဲ့နေထိုင်ပြီးမေတ္တာတရားနဲ့လောက်ကင်ဆောင်ရွက်ခြင်းကိုတာဝန်ဝတရားတွေကိုဆောင်ရွက်တဲ့အခါကျတော့ဒီမေတ္တာနှလုံးသားနဲ့လောက်ကင်ဆောင်ရွက်ခြင်းဖြင့်မြင့်မြတ်တဲ့အလုတ်တစ်ခုဖြစ်သွားတယ်မြင့်မြတ်တဲ့အလုတ်ဖြစ်တယ်မြင့်မြတ်တဲ့ဘဝမှာနေထိုင်နေမြတ်သောနေထိုင်ခြင်းဆိုတာဒီလိုဖြစ်သွားတာပေါ့အဲမေတ္တာဆိုတာအားလုံးကိုခြုံငုံပြီးတော့ကြည့်တဲ့သဘောတရားတစ်ခုပဲပေါ့ဒါပြင်ကရုဏာဆိုတဲ့သဘောတရားကတော့သူက မေတ္တာနဲ့ဘယ်လိုကွာလဲဆိုတော့မေတ္တာတော့အားလုံးကိုခြုံငုံပြီးတော့ကြိုးစည်းပွားကိုလိုလားတယ်နိုင်ကြတယ်ဘာဖြစ်တယ်ဒီလိုဟာတွေကို မကြည့်ဘူးအားလုံးအတွက်ခြုံငုံပြီးတော့စဉ်းစားတဲ့သဘောတစ်ခုညီလူညီမြထားနိုင်တဲ့သဘောတစ်ခုကရုဏာကြတော့တဏှာစရာအခြေအနေတစ်ခုရောက်ပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်နိုင်ကြနေတဲ့ပုဂ္ဂိုလ်တယောက်အခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တယောက် အဲ့ဒီအခက်ခဲကြုံပြီးတော့နှိမ့်ချနေတဲ့ပုံကူတယောက်ဆင်းရဲဒုက္ခရောက်နေတဲ့ပုံကူတယောက်ဟောမှာကျင်နာတဲ့နှလုံးသားနဲ့သူ့ရဲ့အခက်ခဲတွေကလွတ်စေခြင်းတဲ့သဘောလေးသူကအဲ့တော့မေတ္တာနဲ့မတူတဲ့သဘောကအခက်ခဲကလွတ်မြောက်စေခြင်းတဲ့သဘောလေးဟာဒါကရုဏာလို့ခေါ်တယ်အဲ့ဒီကရုဏာဟာအကျင်နာဆိုတဲ့နှလုံးသားကနေပြီးတော့ပေါက်ပွားလာပေါက်ပွားလာတော့သူက ဟိုလူတွေမှာကရုဏာကင်းမဲ့လာပြီဆိုရင်ဘလို့ဖြစ်တတ်တုံးဆိုညှင်းဆဲခြင်းနဲ့သဘောရှိတယ်ပေါ့နော်ညှင်းဆဲခြင်းနဲ့ဒုက္ခပေးခြင်းနဲ့အခုကိစ္စကားနဲ့ပြောမှဆိုအချွန်နဲ့မှတယ်ပေါ့နော်အချွန်နဲ့မှတယ်ပေါ့ဒီလူဒုက္ခရောက်သွားစေခြင်းနဲ့အခက်ခဲကြုံသွားစေခြင်းနဲ့ခြောက်တွန်းနဲ့ဆိုတာမျိုးတွေအဲ့အဲ့ဒီလူဟာမျိုးတွေကိုဒါဝိဟိန္တာလို့ခေါ်တယ်လူတစ်ဖက်သားကိုဒုက္ခရောက်သွားစေခြင်းနဲ့သဘောတရားမျိုး ကိုဖယ်ရှားပြစ်နိုင်တဲ့သဘောကတော့ကရုဏာလို့ခေါ်တယ်ပေါ့အဲဒီကရုဏာဆိုတဲ့သဘောတရားအခက်ခဲကြုံနေတဲ့ပုံကိုတောင်မှပဲဒီအခက်ခဲတွေကလွတ်မြောက်စေခြင်းနဲ့လို့ဆိုလိုတယ်အဲဒီလိုလွတ်မြောက်အောင်ကိုတတ်နိုင်ပြီးမတတ်နိုင်တာကတော့အဓိကမဟုတ်ဘူးသူ့ရဲ့နှလုံးသားထဲကဒါကိုလွတ်မြောက်စေခြင်းနဲ့အခက်ခဲတွေကိုဖယ်ရှားပြစ်ခြင်းနဲ့သဘောလေးဘယ်လိုကူညီရမလဲ သူ့အခက်ခဲတွေကြုံနေတာဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတော့ဒီအတွေးပေါ်လာတာဒီပဲနင်ကရုဏာရဲ့အတွေးပဲပဲအဲ့ဒီအတွေးอ่ะเนาะအဲ့တော့ तू ကသူတန်းနိုင်တယ်မြတ်ဆင်းရဲဒုက္ခကနေပြီးတော့ဖယ်ရှားပေးနိုင်သူများရဲ့ဒုက္ခဆိုလို့ရှင်မကြည့်ရဘူးကြည့်မနေရဘူးပေါ့เนาะဒုက္ခရောက်တာကိုဘယ်တော့မှဝမ်းမသာဘူးဒုက္ခရောက်နေလို့ရှင်မခံနိုင်ဘူးစိတ်ထဲမှာ မခံနိုင်ဘူးဆိုတာဒီဒုက္ခကိုဘယ်လိုဖြေဖြေရှင်းပေးရမလဲဆိုတဲ့စိတ်ဓာတ်မျိုးထားတာကိုဆွလို့တယ်ပေါ့เนาะဒါကရုဏာရဲ့ဆောင်ရွက်မှုကနောက်တစ်ခါကျတော့ကရုဏာရဲ့အသွင်ပြင်ကတော့သူတစ်ပါးအပေါ်မှာသူကညှင်းဆဲလို့ညှင်းပန်းလို့တဲ့သဘောပျောက်ကင်းနေတဲ့အနေအထားတစ်ခုပဲပေါ့အလုံးရဲ့အပေါ်မှာရှိတယ်အဲ့လိုရှိတော့သူကြတော့ဒီကရုဏာတရားဟာ နိုင်ချနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဒီအနေထားတစ်ခုပေါ်မှာနှလုံးသွင်းဆင်ခြင်ခြင်းဖြင့်ဒီကရုဏာတရားဟာဖြစ်ပွားလာနိုင်တယ်တဲ့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ထိုဒုက္ခကိုဘယ်လိုဖယ်ရှားရမလဲဆိုတဲ့ဒုက္ခကိုရှုမြင်ပြီးတော့ကိုခြင်းစာနာတဲ့သဘောတရားဟာဒီကရုဏာကိုဖြစ်ပွားစေတဲ့အရာတစ်ခုဖြစ်တယ် အဲ့တော့တစ်ဖက်သားကိုကူညီလိုတဲ့ဒီတစ်ဖက်သားရဲ့ဆင်းရဲပင်ပန်းမှုကိုပယ်ဖြောက်လိုတဲ့သဘောတရားတစ်ဖက်သားကိုညှင်းဆဲလိုတဲ့သဘောတရားပျောက်ကင်းသွားပြီဆိုရင်ဒါကရုဏာပဲအဲ့ဒီတစ်ဖက်သားရဲ့ဒုက္ခရောက်နေဘူးပုံမှာတောကဖြစ်လို့ရှင်တော့ဒါကရုဏာမဟုတ်ဘူးတဲ့အဲ့ဒါလည်းတတိထားเสียရပဲပေါ့တောကနဲ့ကရုဏာဟာရောထွေးပြီးတော့သွားရသေးတယ်တဲ့ တောကနဲ့ကရုဏာတခြားစီပဲတောကဆိုတာစိတ်နှလုံးကိုပူလောင်စေတယ်ခြေကွဲဝမ်းနေတယ်ကရုဏာဆိုတာအဲ့ဒီသဘောမပါဘူးတဲ့တစ်ဖက်သားရဲ့ဒုက္ခကိုဖယ်ရှားလိုတဲ့သဘောမျှတာဖြစ်တယ်ခြေကွဲဝမ်းနေတာမျိုးမရှိเสียဘူးတဲ့ခြေကွဲဝမ်းနေတာကြတော့အကုသိုလ်ဖြစ်သွားပြန်ရောသူတို့နှစ်ခုဟာခတ်ဆင်စင်လေးတူသည့်အတွက်ကြောင့်ရောထွေးသွားတတ်တယ်အဲမေတ္တာနဲ့တဏှာလည်းပဲရောထွေးပြီးတော့သွားတတ်တယ် အဲ့ဒါကြောင့်မို့မေတ္တာဆိုတဲ့နေရာမှာလည်းပဲတဏှာဖြစ်သွားတဲ့အနေအထားမျိုးမရောက်စေရဘူးတဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောတသက်ပဲဖြစ်စေရမယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့မေတ္တာရယ်ကရုဏာရယ်ဆိုဆိုင်တီထဲမှာနေပြီဆိုရင်မေတ္တာလည်းထားနိုင်ပြီကရုဏာလည်းထားနိုင်တယ်ဆိုတာဓမ္မောမြတ်တဲ့လုပ်ငန်းတွေပဲပေါ့ကိုယ့်ရဲ့ဆိုဆိုင်တီထဲမှာ ဒီဒုက္ခရောက်နေတဲ့ပုံကိုယ်တွေအဆင်မပြေတဲ့ပုံကိုယ်တွေဆိုတာရှိရှိလာရင်ကိုကဖေးဖေးမမကူကူညီညီလှုပ်လိုက်လို့ရှင်ဒါကိုဟာကရုဏာနဲ့နေထိုင်ခြင်းပဲဖြစ်တယ်ပေါ့ကူညီဆောက်ရှောက်ပေးတာကရုဏာနဲ့နေထိုင်ခြင်းတယ်ဟောနောက်တစ်ခုကျတော့ society ထဲမှာကိုနဲ့ကိုပတ်ဝန်းကျင်မှာအောင်မြင်ကြီးပွားတဲ့ပုံကိုယ်မျိုးဆိုတာလည်းရှိလာသူရဲ့စူးစမ်းမှုကြောင့်ဖြစ်စေအချိန်နေကောင်းလို့ဖြစ်စေကံကောင်းလို့ဖြစ်စေ ကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်တရားရှိလာကိုယ့်ရဲ့မြင့်သွားတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ကိုယ်နဲ့ဒန်းမှုဖြစ်လာတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အချင်းလေးကောင်းတွေတိတ်ကောင်းလာတဲ့ပုဂ္ဂိုလ်တရားရှိလာပြီဆိုလို့ရှိရင်ဝန်တာနိုင်ရမယ်အဲ့ဒီဝန်တာနိုင်တာကိုမုဒိတာလို့ခေါ်တယ်အကယ်၍ဝန်မတာနိုင်ဘူးဆိုလို့ရှိရင်ဂျလစီဖြစ်ပြီးတော့အိတ်တာအကုသိုလ်ဆိုတာဖြစ်လာတတ်တယ်ဒါကြောင့်မို့မုဒိတာဆိုတာပွားရတယ် မုဒိတာပွားတယ်ဆိုတာဘယ်လိုဟာတော့ဆိုရင်ခုနကအောင်မြင်ကြီးပွားလာတဲ့ပုံကိုယ်တွေပုံမှန်ကြည့်ပြီးတော့အေးရရှိလာတဲ့အခွင့်အရေးတွေမဆုံးရှုံးကြပါစေနဲ့ဆက်လက်ပြီးတော့အောင်မြင်ကြပါစေကြီးပွားကြပါစေဆိုတဲ့စိတ်ထားမျိုးထားနိုင်ရမယ်တဲ့အဲ့ဒါလို့ထားနိုင်လို့ရှိရင်မောမြတ်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါလည်းပဲဒီအလွန်မောမြတ်တဲ့ ဒီနှလုံးသားထဲမှာဒီမုရိဒာဆိုတဲ့တရားကိန်းဝတ်ပြီးတော့လာတယ်ပေါ့အဲ့ဒါကြောင့်မလို့မုရိဒာတရားကိန်းဝတ်အောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီမုရိဒာတရားကိန်းဝတ်လာအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုလို့ရှင်ခုနအောင်မြင်ကြီးပွားတဲ့ပုံကိုယ်တွေရဲ့စီစဉ်ချမ်းသာတွေကိုကြည့်ပြီးတော့ဒီစီစဉ်ချမ်းသာတွေကနေပြီးတော့မဆုံးကြပါစေနဲ့ တဲ့လို့နှလုံးသွင်းပြီးတော့မုရိတာတရားကိုဖြစ်ပေါ်အောင်ကြိုးစားအထောက်အမယ်တဲ့ဖြစ်ပေါ်အောင်ကြိုးစားအထောက်အမယ်အဲ့တော့သူကမုရိတာဆိုတာတော့ခုနကအိတ်သာဆိုတဲ့အပြစ်ပြောခြင်းအပြစ်ကိုရှုမြင်ခြင်းလူတယောက်အောင်မြင်လာပြီဆိုလို့ရှင် အပြစ်ပြောခြင်းနဲ့စိတ်ဓာတ်မျိုး အတွေးမျိုးကိုယ်တဏ္ဍာမှာဖြစ်เสียရဘူးဖြစ်လာလို့ရှင်ဒါမုရိတာတရားပြက်ပြက်ပြားတယ်လို့ခေါ်တယ်ပေါ့ဒါကြောင့်မို့ ဝန္တာနိုင်ရမယ်ခြင်နဲ့နိုင်ရမယ်ဟောမုရိဒတရားပွားများအထုတ်ပါလေဒီလိုဆိုလို့ဟောဒါမေတ္တာတို့မုရိကရုဏာတို့မုရိဒါတို့ဆိုတာဒီကိုယ့်ရဲ့ဆုဆိုင်အတီထဲမှာ အချင်းခါအားလေဟောဆိုတာဖြစ်လာမေတ္တာဆိုတာအလုံးပေါ်မှာတဏှီတဲထားတယ်ကရုဏာဆိုတာကြတော့ကိုယ်နဲ့နှိမ့်ချသွားတဲ့ပုဂ္ဂိုလ်တူတူတယောက်ပေါ်မှာထားနိုင်တဲ့စာနာစိတ် မုဒိတာဆိုတာကိုယ့်ရဲ့တာသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာဝမ်းသာစိတ်ပေါ့နော်စာနာစိတ်တဲ့ဝမ်းသာစိတ်တဲ့ဒါတွေကအမတ္တမအရေးကြီးတဲ့စိတ်ပေါ့နော်နောက်ဥပိ္ပခာဆိုတာကြတော့ဘလူဟာကိုဆိုလိုတာတော့ဆိုတော့ဥပိ္ပခာကြတော့အလုံးကိုရင့်ကျက်သွားတယ်စိတ်ဓာတ်အလုံးရင့်ကျက်သွားတယ်ချက်ချင်းမုံချင်းဆိုတာလည်းမလာဘူးသူ့မှာဥပိ္ပခာဆိုတဲ့သဘောတရားဟာဘလူတည်ငြိမ်သွားတော့ဆိုတော့ တတဝါဆိုတာအားလုံးဟာကံတိုင်းပဲအဲ့တော့မိဘတတဝါတွေဆိုတာသူကံနဲ့သူတွားနေကြတာပဲလို့ဆိုတယ်ကံကိုနှလုံးသွင်းဆင်ញင်ခြင်းဖြင့်စိတ်ဓာတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့အနေအထားမျိုးပါဥပိ္ခာလို့ခေါ်တယ်ဥပိ္ခာထားသည့်အတွက်ကြောင့်ဘယ်သူအပေါ်မှသူကเจ้าညပြပါတာမရှိတော့ဘူးခဏလား ကျိုးစီဝါကိုလိုလားတယ်ဆိုတဲ့အကြောင်းကြပြပါရမရှိဘူးတနာတယ်ဆိုတဲ့စာနာတယ်ဆိုတာလည်းမရှိတော့ဘူးဝမ်းသာတယ်ဆိုတာလည်းမရှိဘူးသူ့မှာပါရှိတော့ဆိုတည်ငြိမ်တယ်တိမှတ်တယ်ဒါတခုပဲရှိတော့အဲ့ဒီဥပိ္ပခာ